ဟိုကျွန်တော်ရှင်တော့ဆရာပါအဲကျွန်တော်အတွေ့အကြုံလေးကပြောရမယ်ဆိုရင်ဂျိုးပင်ကောက်ကလေချွန်းလက်ကအရမ်းမှန်တယ်အရမ်းနံပါတ်ကြီးတယ်သူရောက်လာရင်ဒီလေချွန်းတန်လေးနဲ့ရွှီးဆိုတဲ့လေချွန်းတန်လေးနဲ့အဲ့ဒီဂါရီကချင်တယောက်ကဝင်ပူးတယ်ပေါ့နော်ဆရာတယောက်ကမဝင်ပူးတယ်ပေါ့နော်ဝင်ပူးပြီးတော့သူကဘာလို့မေးလဲဆိုရင်မိမိရဲ့ဆွေမျိုးညီကောင်ပေါ်မှာဘိုးဘွားကြီးတည်ဆုံးသွားတဲ့အခါမှာတမလွန်ဘွားကိုရောက်နေပြီဟုတ်ပြီတမလွန်ဘွားကဘယ်ဘုံဘယ်ဌာနကိုရောက်နေလဲသိကြလား သိချင်လို့ရှိရင်လေချွန်နဲ့ကိုသွားမိရပါတယ်လေချွန်နဲ့တည်ရတကယ်ကောက်တာတွေလုတ်ခဲ့ဘူးလေဆိုတာသူတို့ကျွန်တော်ကိုးကွယ်ခြင်းတော့မဟုတ်ဘူးပေါ့နော်အဲသူတို့ကိုတကယ်ယုံကြည်တဲ့လူတွေကပူဇော်ပသလို့ရတယ်ပေါ့ဒါပေမဲ့လေချွန်နဲ့ကိုကျွန်တော်တို့အိမ်မှာစင်ကြီးတင်ထားပြီးတော့ကိုးကွယ်တာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဟာသဆိုတာမျိုးကလေကြာလီကုန်တဲ့ရှာလီခက်လီကြာလီခက်လီအကြောဟာသတွေညာလုံးအားကြီးလို့ရှိရင်ခုနအများပြောနေတယ်လို့ပဲပေါကားပေါကားဆိုတာဖြစ်သွားတတ်တယ်ကျွန်တော်မှခိုင်မာတဲ့ဖရိတ်တစ်ခုကတော့ယူရတာပေါ့ဗျာ ဲ့တော့ကိုမြင့်မြတ်ကကနေပြီးတော့ဒီခုနပြောတဲ့ဟိုဆရာနေရာပေါ့နော်သူ့ရဲ့အထက်မှာပေါ့နော်သဘောတူကဘိုးတော်ပေါ့နော်သူ့ဒီပညာတွေကိုပေးတဲ့ဘိုးတော်တယောက်ဆိုတာရှိတယ်အဲ့ဒီဘိုးတော်ကနေပြီးတော့အကျိုးတောက်ပြောပြပြီးတော့အဲ့ဒီဘိုးတော်ကနေပြီးတော့ပထမ်းဆက်ရှိတဲ့မြင့်မြတ်ကိုပေါ့နော်ဒီပညာကိုပေးလိုက်ပြီးတော့မြင့်မြတ်ကဒါလေးတွေလှုပ်တာဒါပေမဲ့ကျွန်တော်တို့ကဟာသဆိုတဲ့အတိုင်းဒါလေးတွေကဟိုအမလှုပ်တာတော့တကယ်လူတွေကိုကူညီတဲ့နေနဲ့အမှန်ကလှုပ်တာပဲဒါပေမဲ့လွဲသွားလွဲသွားလွဲသွားတာပေါ့နော်သဘောတူကတော့ကြာဟိုလူမှားတာမျိုးလေးတွေပေါ့ တချို့သူဒီပစ္စည်းတွေကိုပြားသဘောခေါင်းရင်းထားတဲ့ဟာကိုချေးမှထားပါတယ်လို့အဲ့လိုပောက်ကြရထွက်လာမျိုးလေးတွေလို့ဟိုအဲ့ဒီဟိုအလွဲဟာတာလေးတွေနဲ့ဒီဇလန်လေးကိုဖြောပြီးတင်ဆက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ